က်ခြင်းလားပတ်သက်ခြင်းလားတော့ညီမလေးတော့မသိဘူးညီမလေးကိုမနှင်းညာဗိုက်ပါမှာပို့တာတော့အမဟုတ်ပြတယ်ချစ်ရဲတယ်ညာချစ်ရဲတယ်မပို့နဲ့တော့အိမ်ကမိမသိရင်ပြဿနာတက်လိမ့်မယ်တဲ့အဲ့ဒါပတ်သက်ပြီးတော့မှကျွန်တော်ကိုယ်တိုင်ရှက်တယ်အဲ့ဒါကြောင့်ကျွန်တော်ဘလို့သွားလဲဆိုတော့မတ်တက်တယ်အုတ်တိုကြီးဆောင်ကျွန်တော်ကပြင်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူတွေမိမအောင်ကျွန်တော်ကြောက်တယ်ရှက်လဲရှက်တယ်အဲ့ဒါကိုသူကမရှက်ပဲဘာကြောင့်သွားလဲဆိုပြီးအားလုံးဝဲမင်းလာပါဗျကျွန်တော်ကတော့ခုံမိုးဒီပါဗျအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုဖိုင်လေးကတော့ ယောက်ျားဖြစ်သူနဲ့ဖောက်ပြန်နေတဲ့ဒါမရင်ငယ်မစီကိုဖုံးဆက်ပြီးပြောဆိုထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျ။ဒီဗီဒီယိုပိုင်းထဲမှာဆိုရင်မင်းကြီးကဒါမင်းငယ်မကိုဘာတွေပြောထားလဲဆိုတာကိုကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုကြည့်ကြည့်လိုက်ရအောင်ဗျ။အေးအေးအေးပြောညီမလေးစီစားရသို့သူကအခုမှကိုပြန်သွားတာမှဟုတ်လားအေးမဟုတ်ဘူးညီမလေးစီလာရဲဆိုလို့ရှိရင်လည်းတခါတည်းမေးလိုက်လေညီမလေးနဲ့ရယူမလာလို့အမတို့ကသူ့ကိုကွာရှင်းပေးဖို့ပြောပြီးသား အမနဲ့မတက်ဆိုင်တော့ဘူးနော်ညီမလေးအမစီလည်းဒီကက်ကလည်းအမကိုင်းတာအဲညီမလေးဆက်သွဲခြင်းအဲသူကိုင်းတဲ့ဒယ်ရီနော်နံပါတ်ကိုဆက်လိုက်တိလားမဟုတ်ဘူးမဟုတ်ဘူးညီမလေးကျွမ်းစီစီလည်းမဟုတ်ညီမလေးမပတ်သက်ခြင်းတော့ညီမလေးရှောင်းနေရမှတိမှာပါအေးမပတ်သက်ခြင်းလားပတ်သက်ခြင်းလားတော့ညီမလေးတော့မသိဘူးညီမလေးကိုမနှင်းညာဘိုင်ပါမှာပို့တာတော့အမကိုပြတယ်ချစ်ရဲတဲ့ညာချစ်ရဲတဲ့မပို့နဲ့တော့အဲရမိမတိရင်ပြဿနာတက်လိမ့်မယ်တဲ့ ိုင်းကြောင်းဆက်ဆက်နေတိုင်းမဲ့ကြောင်းအယုတ်ကတ်တူးယုတ်ပဲပို့လိုက်တယ်ညီမလေးစာရေးပိုင်းတစ်ခုမှမပုံးတော့မှအေးမဟုတ်ဘူးညီမလေးရဲ့ညီမလေးလမ်းပြောရတယ်ကျေးဇူးတင်တယ်နော်အခုအဲ့အဲ့မှအမားတို့ကတက်တာတက်ဆိုင်တာအမားနဲ့သူနဲ့မပေါင်းတော့ဘူးနော်ညီမလေးသိလားအမားကလေးမျက်နှာနဲ့ကလေးအရွယ်မရောက်သေးလို့သူ့ကိုဒီအချိန်ထိဟောပြတာညီမလေးပါတာညီမလေးဆက်တော့တော့မတွေ့တော့ညီမလေးသူ့ကိုကြိုက်ကြိုက်မကြိုက်ကြိုက်အမားတို့နဲ့မဆိုင်ဘူးနော်သိလားညီမလေးညီမလေးရှိလားလို့အမားလည်းညီမလေးရှိလားအမားကိုယ်တော်ကညီမလေးလည်းဖုန်းနဲ့ဆက်တာပဲရှိရဲ့ညီမလေးအေးအေးအေး ်ဟောအေးအေးညီမလေးရှိရနေရကိုလာရဲဆိုအေးပါညီမလေးကိုသူကတန်ရော့စင်တကယ်ချစ်လို့နေမှာပေါ့အေးတကယ်ချစ်လို့လာတာပေါ့မောင်မညော်လေးအောင်ရှောင်းနေရလေမသိမှာပါညော်လေးမောင်မောင်ညော်လေးဂရီပေးပြီးသားပဲဂရီပေးပြီးသားပဲညော်လေးမပတ်သက်စေရဘူးလို့လည်းညော်လေးဂရီပေးပြီးသားမောင်ညော်လေးမိကောင်းပါရင်ဒါလည်းမီဒီယောက်ပါ အေးပါညီမနဲ့မိကောင်းပါအမအုတ်လန့်ပြောရလဲကျေးဇူးတင်တယ်အခုသူအပေါင်းသင်းနေတယ်သူဟာသူသွားတယ်လာတယ်အမတို့ကဘာမှမပြောဘူးအမတို့ကနိုင်လဲမနိုင်ဘူးသူ့ကိုနော်သူ့ကိုနိုင်လဲမနိုင်ဘူးသူ့လောက်သာတာစနေရသူ့လာတာအမတို့ကစနေရနော်အဲ့ကြောင့်ညီမလေးဆိုင်ကိုလာရဲဆိုညီမလေးမညီမလေးမကွေးမှရှိရဆိုတာသူသိနေရပဲလာလို့ရတာပဲဟုတ်ဘူးလားအဲ့ကြောင့်ညီမညီမလေးကြီးရဲ့နေရာတော့သူမတည်ဘူးလေဒါပေမဲ့သူစုံစမ်းပြီးညီမလေးနေရာကိုသူရောက်လာတာ။ဩော်သူကစုံစမ်းပြီးတော့လာတယ်ပေါ့ညီမလေးစီကို။ ညီမလေးရှိတဲ့နေရာကိုဘယ်သူမှမသိဘူး။အော်။အေးပါအခုညီမလေးနဲ့မတွေ့သွားဘူးလား။ညီမလေးရဲ့တွေ့တယ်ကတွေ့ပြီညီမလေးအခုစကားနဲ့ရမ်းဖြစ်ပြီညီမလေးပြန်လို့လိုက်တာ။ဘာပြောတာကြီးကပေါ့အောင်ညီမနေဘူးဗျာနော်။လိန်နေမှအရန်ကိုတိတာတယ်ဗျာနော်။အော်အေးညီမလေးအဲ့လိုပြောလို့စိတ်ညစ်ပြီးတော့ဒီမှာမူးပြီးပက်လက်လန်းနေတယ်လေငါတို့ကမပတ်သက်ပါဘူးငါတို့ကငါတို့ကနေငါတို့နေတာသူသူကသူကသူလူလန်းချောင်းတဲ့သူ เอ๊ะๆညီမလေးပို့ရတယ်ဘိုင်ပါလေးလည်းပြရတယ်သူကအမရန်လုံးမှာအမတော့ရန်လုံးပါဘူးအမတော့အမကလည်းမိကောင်းဖခင်တာသမီးမိပါမူရသူတို့သူတို့လိုဗီဇမပါဘူးအမတို့ကနော်သူသူဗီဇလည်းမပါဘူး तू ကဟိုတာသမီးမျက်နှာမထောက်နော်ဖေးမေးမျက်နှာမထောက်နော် तू ကဒီလိုလောက်ရက်တွေလောက်တာနော် အားကြောင့်အမဒီမိုင်းတဲကကအမကိုင်းနာညီမလေးလှမ်းပြောအောင်ကျေးဇူးတင်နေနောက်နောက်ဘာကိစ္စမှအမကိုလှမ်းမပြောနဲ့သူနဲ့ပတ်သက်လို့အမနဲ့သူနဲ့ဘယ်လိုမှမသက်ဆိုင်တော့ဘူးနော်ကဲပါအေးညီမလေးလမ်းပြတော့တန်တဲ့ကိစ္စကကဲတော့ပါအမတို့လင်းမြန်းတော့ရင်ပြစ်ပါသေးဆိုတော့ကဲတော့ညီမလေးစိတ်ထဲမှာတော့မရှိဘူး မလေးကစိတ်ရင်းမယ်ရဲမပြုတ်ပြိုင်တာပဲရှိရဲ့အေးအေးညီမလေးမဟုတ်ဘူးညီမလေးကသူကတကယ်ချစ်တာအမလေးဒီမှာခံစားနေရတာလေသူ့မှာညာဆိုခိုးပြီးစာပို့ရတယ်စာရရတယ်သူ့မှာခံစားနေရတာလေညီမလေးဖုံးမဆက်ညီမလေးပြောသလိုပေါ့မရဲ့အမမဆက်သေးဘူးတင်းနေ နေ့အရင်ညလေးနဲ့အုတ်ချမအောင်မှညလေးညညပို့လိုက်တာတော်တော်ပုံတစ်ပုံပဲရှိတယ်။တနေ့ကတော့ခုမှန်ပို့ဘူးမ။အေးအမတော့သူကပြအဲ့ဒါတော့အမမိလို့ပါညီမလေးပို့တဲ့စာပို့တဲ့ဟာအဲ့လိုမပို့နဲ့ချစ်ရဲ့အိမ်ကမိန်းမသိရင်ပြဿနာတက်လိမ့်မယ်တဲ့။အဲ့စာတွေတော့အမကပို့တယ်။ဒါပေမဲ့အမကပြောပါဦးဘာမှမပြောပါဘူး။အဲ့တော့ညီမလေးမသိဘူး။အဲ့တော့ညီငါတို့ညီမလေးကတော့ပုံကတော့ပုံတစ်ပုံပဲညီမလေးပို့လိုက်တာပဲရှိတယ်။ညီမလေးပုံနဲ့ညီမလေးပုံနဲ့66300ပါနောက်က6300တဲ့ညီမလေးနံပါတ်နဲ့ပဲအမမှတ်ထားတယ်အမဘိုက်ပါမှာညီမလေးပုံနဲ့ เนาะအဲ့တော့မသိဘူးတော့မအေးအဲ့တော့အေးပါဟုတ်ပါဘူးညီမလေးသိတာမသိရညီမလေးကအခုညီမလေးကိုချစ်လို့သူကတော်တော်ကိုတန်းတန်းဆွဲဖြစ်နေရတော့ကြတော့ညီမလေးလက်ခံလိုက်ပါလို့အမားတို့သားမိတယ်အမားတို့ကသူ့အမားတို့ဘဝထဲမှာအမားတို့မရှိတော့ဘူးအဲ့ကောင် ာနေလက်မကမှာဟိုအမတားကိုကိုရပန်းနေမကောင်းဆိုညာလေးတောင်ပြောလိုက်တယ်ညာလေးကိုကုန်းဆက်ဆိုလာလို့တော့အော်ကိုကလေးကိုဘယူးဆိုင်ပါဖုံးမဆက်နေဘာဖြစ်တယ်ညာလေးညာလေးတောင်ပြောလိုက်တယ်မျိုးမေးကြည့်လိုက်ပါမဟုတ်ကောမေးမေးကြည့်ပါဦးမလေးအဲ့လိုကောင်မျိုးမေးကြည့်ရောယောက်ျားဖားတယ်ဟဲ့ဟုတ်မှညီမရောမိသားစုပြုတ်ွဲပါလေဆိုတဲ့စိတ်တစ်ခုမှကိုမရှိခဲ့ဘူး။အော်အော်မအောင်ညီမလေးကလေးပေးထားပြီးခဲ့တဲ့အတိုင်းပဲညီမလေးဆက်စပ်မလုပ်ဘူးလို့ညီမလေးပြောထားပြီးသား။ အေးပါရေကျေးဇူးတင်နေအမအောင်လှမ်းပြကျေးဇူးတင်နေနော်အဲကြောင့်ညီမလေးအမဟိုသူနဲ့ကမနဲ့အသက်ဆိုင်မသက်ဆိုင်တော့ဘူးညီမလေးကြိုက်ချင်းလဲကြိုက်လို့ရတယ်ညီမလေးဟောပြီးညီမလေးပါတာညီမလေးသဘောအမတို့နဲ့ကမသက်ဆိုင်ဘူးသူကသူညီမလေးမှမဟုတ်ဒီပြင်ကောင်းမလေးလှုပ်လဲအမတို့ကကြည်နေုံမရှိရအမတို့ကတော့မပေါင်းဘူးသူ့ကိုမပေါင်းဘူးတိန်နေတာတူတူနေရတော့အမသားသမီးတွေအတိုင်းတာတစ်ခုတည်းအရွယ်မရောက်သေးလို့အမအဲ့အကောင်ကလို့ပြောဖြစ်နေတာပဲရှိတယ်ညီမလေးကညီမလေးကညီမလေးနေရညီမလေးရှင်းနေသူရောက်လာပဲရှင်ညီမလေး ဒီဗီဒီယိုကတော့အိမ်တော်ရေးဖောက်ပြန်တဲ့ယောက်ျားဖြစ်သူနဲ့မြင်ငင်မစီပုံဆက်ပြောဆိုထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်ဖြစ်တဲ့ဖောက်ပြန်တဲ့သူတွေကဘာလို့မချက်ကြတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီအမကသူ့ရဲ့ဖက်တန်းခရရတဲ့အတွေ့အကြုံလေးကိုဒါပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်နဲ့အတူတူကြည့်ကြည့်လိုက်ရအောင်ဗျ။ သက်ပြီးတော့မှကျွန်တော်ကိုယ်တိုင်လည်းတစ်ချိန်ကအဲ့လိုမျိုးအတွေးတွေရှိခဲ့ပူရယ်ပေါ့လေအဲ့ဒီအတွေးလေးတွေကိုကျွန်တော်ဘလို့ပြောင်းလဲပြီးတွေးခဲ့လဲဆိုတာကိုပြောပြပေးချင်တာပေါ့နော်အဲ့ဒါပါလဲဆိုတော့ကွာရှင်းခဲ့ပြီးပါပြီတဲ့ကျွလွန်တွေရတယ်မျက်နှာပြောင်တိုက်ပြီးတော့မှတဲ့အပြစ်မရှိဘူးလို့မျိုးနေနိုင်ကြတယ်မဟုတ်လေအဲ့တော့ကျွန်တော်ဒီမက်လေးနဲ့ပတ်သက်ပြီးတော့မှဗာလေးဆွေးနွေးပေးချင်လဲဆိုတော့လေကျွန်တော်ကိုယ်တိုင်လည်းတစ်ချိန်တော့အဲ့လိုမျိုးအတွေးတွေကိုကောင်းကောင်းကြီးတွေးခဲ့ပူရယ် စပြီးတော့မှကျွန်တော်တို့ဒီဖောက်ပြန်တဲ့မြင်ကွင်းကိုကျွန်တော်မိတယ်မိတဲ့အချိန်မှာကျွန်တော်အဲ့လူကြီးအောင်နှုတ်ဆက်တယ်အချိန်ထဲမှာပဲကျွန်တော်တရားဝင်ကွာရှင်းတာမျိုးရုံးမှာမလုပ်ရသေးဘူးပေါ့အဲ့တော့ရုံးမှာမလုပ်ရသေးတဲ့အချိန်မှာဒီရပိုင်းလေးတွင်းမှာပဲသူတို့မြောက်ကအပြင်သွားလာတာလေးရှိတယ် ဲ့တော့ကျွန်တော်ညီကိုမောင်မဝမ်းခွဲနေတော့မှအဲ့လိုတက်တက်ကြီးတွေ့ရပေါ့လေအဲ့လိုတက်တက်ကြီးတွေ့ရချိန်မှာကျွန်တော်ဆက်သွယ်ကြတယ်သူတို့မြောက်ကမရှက်ဘူးလားသူတို့မြောက်ကဘာဖြစ်လို့အပြစ်မရှိသလိုနေနိုင်တာလဲဆိုပြီးကျွန်တော်လာပြောကြတယ်တခြားတော့ကျွန်တော်ရဲ့ဒီမျိုးနယ်မှာလည်းကျွန်တော်ကလူသိများတယ်အဲ့တော့တခြားတော့မျိုးသမီးလေးတွေကျွန်တော်တော်တော်များများလာပြောကြတယ်အဲဘယ်နောက်မှာတွေ့ရသူတို့မြောက်ကတော်တော်ကိုအရှက်မရှိတာပဲဆိုပြီးပြောကြတာပေါ့လေအဲ့လိုပြောတဲ့ချိန်မှာကျွန်တော်ကိုယ်တိုင်ကလည်းဘာကြောင့်အပြစ်မရှိသလိုသူတို့နေနိုင်ရတာလဲဘာလို့မျက်နှာပြောင်တိုက်ပြီးအဲ့လိုသွားနိုင်တာလဲဆိုပြီးကျွန်တော်ကိုယ်တိုင်လည်းပြန်တွေးခဲ့ဘူး ဘာကြောင့်ကျွန်တော်ကအဲ့လိုမျိုးပြန်တွေးခဲ့တာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်စပြီးအဲ့လိုမျိုး divorce ဖြစ်တဲ့အချိန်မှာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကိုယ်တိုင်ရှက်တယ်။အဲ့ဒါကြောင့်ကျွန်တော်ဘယ်လိုသွားလဲဆိုတော့မတ်တက်တယ်။အုတ်တို့ကြီးဆောင်ကျွန်တော်ကပြင်သွားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူတွေမိမအောင်ကျွန်တော်ကြောက်တယ်ရှက်လဲရှက်တယ်။အဲ့ဒါကိုသူကမရှက်ပဲဘာကြောင့်သွားလဲဆိုပြီးတော့ကိုကိုကိုရဲ့ပုံစံနဲ့သူတို့ကိုသွားပြီးကျွန်တော်တို့စဉ်းစားကြတယ်။ငါတို့ကသူတို့နေရာမှာဆိုရှက်နေမှာငါတို့ကသူတို့နေရာမှာဆိုတိမ်ငယ်နေမှာဆိုပြီးတော့ကျွန်တော်တို့တွေးတာ။ တချိန်တည်းမှာပဲသူတို့မှသာအစရေဟာအဆက်ကိုအဆက်တရားမှန်သိမယ်ဆိုရင်ကိုချင်းစာတရားကြီးသူတို့ရှင်မထဲမှာရှိမယ်ဆိုရင်တချိန်တည်းမှာပဲသူတို့မှဒါကြီးကလူမှုပအဝင်ခြင်းမှာချက်စရာကောင်းတဲ့လောက်ရကြီးတင်းငင်စရာကောင်းတဲ့လောက်ရကြီးဆိုတဲ့အရာကိုစဉ်းစားနိုင်တဲ့အုံနောက် level တစ်ခုသာရှိမယ်ဆိုရင် အဲ့ဒီဖောက်ပြန်မှုဆိုရရဖြစ်လာမှာမဟုတ်အဲ့တော့ကျွန်တော်တို့ကကိုကိုကိုနဲ့ခိုင်းနိုင်ပြီးတော့ဘာလို့တို့ပြစ်မရှိတို့နေနိုင်ရတာလဲဘာလို့တို့မရှက်တာလဲဘာလို့ကိုချင်းမစားတတ်တာလဲဆိုရင်ကိုစိတ်နဲ့သွားပြီးတော့မခိုင်းနိုင်မိစေဘူးပေါ့လေအဲ့ဒီအချိန်မှာကျွန်တော်ပြန်တွေးလိုက်ရတာကတို့ဖြစ်နေလို့ကိုတို့ကလောက်တာ ဲ့ဒါကြောင့်တို့ဘလောက်ပဲအပြစ်မရှိတယ်လို့လူမှုပါဝန်ကျင်မှာသွားသွားဘလို့ပဲနေထိုင်နေနေလူတွေကတို့ဒီလိုမျက်နှာချင်းဆိုင်တွေ့နေရတော့မှန်တယ်ကျွန်တော်အတွေ့အကြုံရဆိုတခါလေမှာတို့အပြစ်မှာတွေ့ကြတယ်ဒါပေမဲ့လူတရာမှာ69ယောက်ကကျွန်တော်ပြန်ဆက်သွယ်ပြီးပြောကြတယ်ပြောတဲ့အခါမှာလည်းတကယ်ကိုရှင်စရာကောင်းတဲ့သူတွေတကယ်ကိုမုန်းမှုကောင်းလိုက်တာဒီအချက်မရှိကြဘူးလားဆိုပြီးကဲ့ရစ်တဲ့စကားတန်တွေပဲကျွန်တော်ကြားရတယ် အဲ့လိုတစ်ချိန်ချင်းမှာပဲအဲ့လိုမျိုးကြားရတဲ့အပေါ်မှာတို့တို့ရောမသိနိုင်ဘူးလားတို့တို့ကိုယ်တိုင်လည်းသိနိုင်တယ်ဒါပေမဲ့တို့ရောလည်းလူသားတွေကလူသားတွေပဲဖြစ်ပြအောင်တို့ရှင်သန်ရမှာပဲတို့တွားလာရမှာပဲအဲ့တည်းအောင်တို့တွားလာရတဲ့အပေါ်မှာလည်းတို့လည်းမရှိမဲ့ရှိမဲ့မန်လေးတင်းပြီးတော့လူတိုင်းကရှင်သန်နေရတာပဲအဲ့တည်းအောင်ကျွန်တော်အနေနဲ့ကတော့တို့မှလည်းတို့ကြော်ဖြတ်ရတဲ့အခက်ခဲတွေရှိလိမ့်မယ်ကျွန်တော်တို့မှလည်းစပြီးအိမ်အောင်လုပ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကြော်ဖြတ်ရတာလည်းရှိလိမ့်မယ်တစ်ချိန်မှာကျွန်တော်တို့ကြော်ဖြတ်ရတဲ့ပုံစံချင်းမတူတာပဲရှိတာ အဓိကကတော့ကျွန်တော်တို့အကောင်းဆုံးကြော်ဖြတ်မယ်ပြဿနာတစ်ခုကိုအဲ့ဒါပြီးသွားရင် ကျွန်တော်တို့ကျန်ရှိနေတဲ့ဘဝမှာကိုယ့်ဘဝအတွက်မကောင်းမွန်တဲ့သူတွေရဲ့အကြောင်းကိုကျွန်တော်တို့တစ်စက္ကန့်လေး10မိနစ်လေးတနာရီလေးတောင်ကျွန်တော်တို့မစဉ်းစားဘဲနဲ့ကျွန်တော်ကိုယ့်ဘဝနဲ့ကိုအကောင်းဆုံးရှင်သန်ပြီးတော့မှကိုယ့်ဘဝမှာကိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကိုကျွန်တော်တို့ဆွဲအားတစ်ခုတည်းနဲ့အသုံးပြုပြီးတော့ကျွန်တော်သွားစီချင်တယ်ပေါ့နော်ဟုတ်တယ်ဗျာနော်အခုလိုစိတ်လေးတွေထားတင်နေဗျာနော် အဲ့ကိုတော့မကောင်းမွန်တဲ့သူတွေရဲ့အကြောင်းတတ်နိုင်ပြီးကျွန်တော်မစဉ်းစားနဲ့တော့မတွေးနဲ့တော့မပြောနဲ့တော့အကြီးကကတော့အချိန်တိုင်းရင်ကိုယ်စိတ်နဲ့တန်နဲ့ဘဝကိုလူရန်ရရကြတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်အနေနဲ့ကြံလင်းပြပါဆိုရင်ကိုယ်ဘဝတက်မကောင်းမွန်တဲ့သူတွေရဲ့အကြောင်းပြန်ပြီးတော့မစဉ်းစားပါနဲ့အချိန်တိုင်းစိတ်နဲ့တူသောအကျိုးဘဝဆိုတာပေးတယ်အဲ့ဒီတော့ကိုယ်စိတ်လေးကိုကိုယ်ကောင်းဆုံးထားပါ တချိန်တည်းမှာပဲကိုဘောမှာကိုလိုချင်တဲ့အရာတွေကိုပဲတွေးပြီးတော့မှကြံရှိနေတဲ့ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်လေးဖြတ်သန်းပါအောင်လို့ကျွန်တော်အနေနဲ့စုမကောင်းတောင်းပန်လိုက်ပါတယ်ဟုတ်တယ်ဗျာနော်ဘလို့အခက်ခဲမျိုးပဲဖြစ်ဖြစ်ကိုကအကောင်းဆုံးလုပ်ပြီးတော့အကောင်းဆုံးဘဝကိုဖြတ်သန်းဖို့လုပ်တယ်ဗျာနော်ကိုကအကောင်းတာတွေပဲတွေးပြီးကောင်းတာတွေပဲလုပ်ဗျာနော်တချိန်ကျရင်ကိုကိုကန်စာတာကမျက်နှာသာပြီးမှာဗျာနော်ဒီလိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်လည်ဆောင်တွေ့ချမယ်ဗျာ